နှစ်ကောခန်းကြီးလေးအငယ်တစ်ကနေ6အထိရှင်ပေါ်လူကသူနဲ့သူဒီဧဝံဂေလိတရားကိုဝေငှခဲ့ကြတဲ့လူတွေအကြောင်းကိုသူကပြောနေခြင်းဖြစ်တယ်ငါတို့စီမှာဒီတာဝန်ရှိတယ်တဲ့ we have this ministry so ဒီလုပ်ငန်းဒီတာဝန်ပေါ့လေ ဆိုတော့ဒီလုပ်ငန်းလုပ်တဲ့အခါမှာငါတို့စိတ်ဓာတ်မကြပါဘူးတဲ့ငါတို့စိတ်ဓာတ်မကြဘူးအဲ့ဒီလိုစိတ်ဓာတ်စိတ်ဓာတ်ကြမဲ့အစားငါတို့ကဘာလုပ်ခဲ့တယ်လဲဆိုရင်တိတ်တဆိတ်ပြီးရင် shameful ways ရှက်စရာကောင်းတဲ့နီလန်းတွေကိုငါတို့ကတော့ စွန့်လွတ်ခဲ့ကြတယ်။ဒါဧဝံဂေလိတရားကိုလက်ခံလိုက်တဲ့အချိန်မှာအချိန်ကနေ စပြီးမှသူတို့လူအတွေးခေါ်လူခန္ဓာပိုင်းဆိုင်ရာတွေးခေါ်မှုတွေကို သူကစွန့်လွတ်ခဲ့ရတယ်လို့ပြောခြင်းဖြစ်တယ်။ငါတို့ကတော့လိန်လေခြင်းကို မတုံးပါဘူးတဲ့။โอเคလိန်လေတာမလောက်ကြဘူးပေါ့လေ။ ဧဝံဂေလိတရားဝေငါတဲ့အချိန်မှာငါတို့ကလူတွေပြောကြတဲ့တခြားနီးတွေပေါ့လေဒါတွေကိုငါတို့မသုံးပါဘူးတဲ့ဖျားရဲ့စကားတော်ကိုလည်းဖျားရဲ့နှုတ်တော်ထွက်စကားကိုလည်းနှုတ်တော်ထွက်စကားဆိုတာဧဝံဂေလိတရားကိုပြောခြင်းဖြစ်တယ်ဖျားရဲ့ဧဝံဂေလိတရားဖြစ်တဲ့နှုတ်တော်ထွက်စကားကိုလည်းငါတို့ မာယွန်းအောင်မပြောကြပါဘူးပေါ့လေတခြားဟာတွေပြောပြီးမှဧဝံဂေလိတရားဟောတယ်လို့မလုပ်ကြပါဘူးတဲ့အဲ့ဒီတမာတရားကိုโอเคဧဝံဂေလိတရားကိုပဲပေါ့လေဧဝံဂေလိတရားကိုရှင်းရှင်းလင်းလင်းယေရှုဖျားပြောခဲ့တဲ့အတိုင်းပဲပြောကြပါတယ်ဟောကြပါတယ်တဲ့ အဲ့လိုခေါ်ခြင်းအပြင်ဝိဖျားရဲ့ရှေ့တော်မောက်မှာလူတိုင်းလူတိုင်းရဲ့ဩတပစိတ်แทကိုဩတပစိတ်ကနေသိအောင်ပေါ့လေ we commend ourselves ငါတို့ကိုယ်ကိုငါတို့ပြောပြခြင်းဖြစ်တယ် okay so ဩတပစိတ် ။ ఓ တပစိတ်ဆိုတာမမ်းမမန်ကိုပိုင်းခြားတတ်တဲ့စိတ်။ Okay. ဆိုဖျားသခင်ပြောခိုင်းတဲ့အတိုင်းပြောတယ်ဆိုရင်ဩတပစိတ်ငါတို့ရဲ့စိတ်ကမှန်တယ်အဲ့ဒီလူဟောတာမှန်တယ်အဲ့ဒီတိုင်းချီးမွမ်းလိုက်မယ်တခြားဟာတွေပြောရင်တော့လဲမားတယ်လို့ပြောမှာပေါ့လေဩတပစိတ်ကဆိုတော့အဲ့ဒီလူလူတိုင်းလူတိုင်းငါတို့ရဲ့တရားဟောတန်ကိုကြားတဲ့အခါမှာ ငါတို့သည်ချီးမွမ်းထိုက်တဲ့လူလားမချီးမွမ်းထိုက်တဲ့လူလားဆိုတာကိုငါတို့ကိုကိုငါတို့သူတို့စီကိုပေးလူနေကြခြင်းဖြစ်တယ်ပြောပြနေကြခြင်းဖြစ်တယ်တဲ့တကယ်လို့ငါတို့ပြောပြတဲ့ဧဝံဂေလိတရားသည်ဖုံးကွယ်ထားတယ်ဆိုရင်ဖုံးအုပ်ထားတယ်ဆိုရင်တဲ့ပြောချင်တာလူတွေကမကြားနားမလည်ကြဘူးဆိုရင် ဲ့ဒီလိုဖုံးအုပ်ခံရတဲ့လူတွေကြတော့ဘသူတွေလဲဆိုရင်ပျက်စီးနေသောသူများ ဖြစ်တယ်ပြောချင်တာမယုံတဲ့လူတွေဖြစ်တယ်လက်မခံတဲ့လူတွေဖြစ်တယ်ပေါ့လေဧဝံဂေလိတရားကိုကြားတယ်ကြားပေမဲ့လက်ခံဖို့မလုပ်တဲ့လူတွေကြတော့ဒါစာတန်ကသူတို့ဖုံးပေးထားတယ်ပေါ့မြက်ွယ်ထားတယ်ပေါ့လေ ပျက်စီးသောသူများဆိုတာမယုံကြည်သောသူများကိုပြောခြင်းလက်လက်ခံဖို့မစင်စားသူများပေါ့လေအဲ့လိုမယုံတဲ့လူတွေရဲ့အတိတရားကိုတဲ့ဒီလောကကြီးရဲ့ဖရာဒီလောကကြီးရဲ့ဖရာဒီခေရဲ့ဖရာโอเคဆိုတော့အင်္ဂလိပ်မှာကျတော့ဖရာဆိုတဲ့ဟာကို စလုံးအသေးနဲ့ရေးထားတယ် okay စလုံးအသေးအကြီးနဲ့ခွဲခြားလေ့ရှိတယ်ဒီစံစာရေးတဲ့လူတွေကစစ်မှန်တဲ့ဖျားကိုကြတော့စလုံးအကြီးနဲ့ G အကြီးနဲ့ GOD ဆိုရင် G အကြီးနဲ့ခွဲခြားထားတယ် G အသေးနဲ့ဆိုရင်မဟုတ်မမှန်တဲ့ဒါပေမဲ့လူတွေကဖျားလို့ခေါ်တဲ့လူတွေပေါ့လေမှန်တာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကဖျားလို့ခေါ်တော့ ငါတို့ပြောပြနေတဲ့ဖရာမဟုတ်ဘူးတို့ကတော့တို့ယုံကြည်တဲ့ဖရာပေါ့လေဆိုတော့ဒီလောကကို အုပ်ချုပ်နေတဲ့ဖရာကပြောချင်တာစာတန်ပေါ့လေစာတန်ကတဲ့တို့ရဲ့မျက်စိကိုမလုတ်ပေးထားတယ်လဲဆိုရင်ကွယ်လိုက်တယ်ကွယ်ပေးထားလိုက်တယ်ဆိုတော့ ဒီလောကရဲ့ဖျားဆိုတာက စာတန်ကိုပြောခြင်းဖြစ်တယ်ဆိုဒီလောကရဲ့ဖျားကသူတို့ရဲ့မယုံကြည်သူတွေရဲ့အတိတရားကိုမျက်ကန်းဖြစ်စေတယ်ကန်းစေတယ်မျက်စိနဲ့မမြင်အောင်လှုပ်လိုက်တယ်ပေါ့လေ so that they cannot see သူတို့မမြင်နိုင်ဖို့အတွက်ဖြစ်တယ် the light of the gospel ဧဝံဂေလိတရားရဲ့အလင်းကိုမမြင်နိုင်ဖို့အတွက်ဖြစ်တယ်။ Okay သူကအာဖွင့်နှဲတဲ့စကလုံးတွေနဲ့ပြောထားတယ်ဒါပေမဲ့ပြောချင်တာဧဝံဂေလိတရားကိုလက်ခံတဲ့မတဲ့ဆိုတဲ့အဟာကိုသူတို့မစင်စားနိုင်တော့ဘူးသူတို့အနေနဲ့ဧဝံဂေလိတရားကိုဧဝံဂေလိတရားကဖော်ပြတဲ့အဟာကိုသူတို့မမြင်နိုင်ဘူးတဲ့လက်မခံနိုင်ဘူးတဲ့ key of the glory of Christ ခရစ်တော်ရဲ့ဘုန်းတော်ဖြစ်တဲ့ဧဝံဂေလိတရား okay ခရစ်တော်ရဲ့ဘုန်းတော် okay ဧဝံဂေလိတရားသည်ယေရှုကိုအထူးချီးမြှောက်ထားတဲ့တရားဖြစ်တယ်ကယ်တင်ရှင်ဖြစ်တယ်လက်ခံကြပါဆိုပြီးမှအထူးချီးမြှောက်ထားတဲ့တရားဖြစ်တယ်ဆိုတော့ဧဝံဂေလိတရားကိုနားထောင်မယ် လက်ခံမယ်ဆိုရင်တော့ဒါစာတန်ရဲ့မျက်ကွယ်ထားတဲ့ဟာကိုဒါဖခါကဖယ်ရှားပေးလိုက်ခြင်းဖြစ်တယ်ပေါ့ယေရှုခရစ်တော်သည်ဖခါရဲ့ပုံတံတော်ဖြစ်တယ်โอเค Who's the image of God ဖခါရဲ့ပုံတံတော်ဖြစ်တယ်ခရစ်တော်ရဲ့ဖုံးတော်ကိုပေါ်ပြတဲ့ဧဝံဂေလိတရားရဲ့အလင်းကိုမမြင်နိုင်အောင်စာတန်က အတိတရားမျက်စိကို blind လောက်လိုက်တယ်မမြင်နိုင်အောင်လောက်လိုက်တယ်ဗောလေပေါ်လူနဲ့တမန်တော်တွေဗောလေငါတို့ကတဲ့ငါတို့အကြောင်းကိုဟောနေတာမဟုတ်ဘူးတဲ့โอเคရှင်ပေါ်လူတို့အယံတတိထားတယ်တရားဟောတဲ့အချိန်မှာတို့အကြောင်းတို့ပြောတာမဟုတ်ဘူးယေရှုခရစ်တော်အကြောင်းကိုဟောတယ်တဲ့ယေရှုခရစ်တော်သည် သခင်ဖြစ်တယ် โอเคသခင်ဖြစ်တယ်ပြောချင်တာလူအလုံးလည်းပဲဧဝံဂေလိတရားကို လက်ခံခြင်းအပြင်ယေရှုကို သခင်လိုလက်ခံကြဖို့သူကဟောနေခြင်းဖြစ်တယ်ပေါ့ယေရှုခရစ်တော်အတွက်နာတို့သည်နင်တို့ရဲ့အစီခံသူများ ဖြစ်ကြပါတယ်โอเคအစီခံဆိုတာဧဝံဂေလိတရားဟောတဲ့လူတွေဖြစ်ကြတယ်လို့ပြောတာဧဝံဂေလိတရား ဟောတယ်ဆိုတာကိုတို့ကဖရာရဲ့အစီခံတယ်လူတွေရဲ့အစီခံတယ်လို့ပြောခဲ့ကြ Okay တခြားဟာတွေလောက်ပြီးတာကိုပြောတာမဟုတ်ဘူးเนาะဖရာကဟိုတုန်းကဒီလိုပြောခဲ့တယ်အမောင်တဲကနေအလင်းလင်းပါစေလို့ပြောခဲ့တယ်တဲ့ Okay အမောင်တဲကနေအမောင်တဲကနေဆိုတော့အမောင်တွေကတော့ တကယ်ညမောင်တာကို ပြောနေတာမဟုတ်ဘူးလူတွေကို ပြောနေတာလူတွေကဖရာရဲ့အစည်းစင်လက်မခံတဲ့လူတွေဆိုတော့ဖရာကအလင်းဖရာရဲ့စန့်ကျင်ဘက် စာတန်ကအမောင်းဆိုတော့ဖရာအစာတန်နောက်လိုက်တဲ့ဧဝံဂေလိတရားကိုမယုံတဲ့လူတွေအားလုံးလည်းပဲ အမောင်ပဲစာတန်ကအမောင်ကိုโอเคငါတို့အားလုံးလည်းပဲအမောင်ဒါပေမဲ့ဧဝံဂေလိတရားကိုလက်ခံလိုက်တဲ့အချိန်ကနေအမောင်တည်းကနေငါတို့ကအလင်းကိုရလိုက်တယ်အလင်းထဲကိုဝင်လာတယ်ဒါကြောင့်ငါတို့ကအမောင်တော့မဟုတ်တော့ဘူးငါတို့အထဲမှာရှိတဲ့စာတန်ရဲ့အစီအစဉ်ကအမောင်အစီအစဉ်အားလုံးကတော့အခုငါတို့ကလက်မခံတော့ဘူး ဆိုတော့ဖះရဲ့အလင်းနဲ့ပတ်သက်တဲ့အစီအစဉ်ငါတို့အထဲမှာရှိတယ်လို့ပြောခြင်းဖြစ်ဆိုတော့ဖះကအဲ့ဒီလိုပြောခဲ့တယ်အဲ့လိုပြောခဲ့တဲ့ဖះကအဲ့ဒီလိုအမောင်တဲကအလင်းလင်းစေလို့ပြောခဲ့တဲ့ဖះကငါတို့ရဲ့နှလုံးသားထဲကို အလင်းထွန်းလင်းပေးလိုက်တယ်โอเค သူရဲ့အလင်းထွန်းလင်းပေးလိုက်တယ်ဆိုတော့အလင်းထွန်းလင်းပေးတယ်ဆိုတာဧဝံဂေလိတရားကို နားလည်အောင်ခံယူအောင်လှုပ်ပေးလိုက်တယ်ခံယူလိုက်ပြီဆိုရင်ဖျားငါတို့အထဲမှာအလင်းထွန်းလင်းပေးလိုက်ခြင်းဖြစ်တယ်ပေါ့လေဆိုတော့အဲ့ဒီလိုအလင်းထွန်းလင်းပေးတယ်ဆိုတာဘာကိုပြောတယ်လဲဆိုရင်ခရစ်တော်ရဲ့ in the face of christ ခရစ်တော်ရဲ့ ရှိရှိတော်မောက်မှာဖရာရဲ့ဖုံးတော်ကိုတိဖို့အလင်းလင်းပေးလိုက်ခြင်းဖြစ်တယ်โอเคပြောကြင်တာဖရာဖရာရဲ့ကောင်းမြတ်တဲ့အစီအစဉ်ကိုတိအောင်လှုပ်ပေးလိုက်ခြင်းဖြစ်တယ်โอเคဆိုတော့အဲ့ဒီမှာသူကအလင်းလင်းစေလို့ပြောလိုက်တဲ့အတိုင်းဖရာပြောတဲ့အတိုင်း ငါတို့ဧဝံဂေလိတရားကိုလက်ခံတဲ့လူတွေအแทမှာငါတို့သည်ဖျားရဲ့အစီအစဉ်ကိုသူပြောပြတဲ့အတိုင်းသိလာကြခြင်းဖြစ်တယ်ခံယူကြခြင်းဖြစ်တယ်လို့သူကပြောခြင်းဖြစ်တယ်โอเคဆိုတော့ဒီမှာသူပြောခြင်းနဲ့အာအချက်ကတော့သူတို့ခင်မှာသူတို့တမန်တော်တွေခင်မှာပေါ့လေရှင်ပေါလုနဲ့တမန်တော်တွေခင်မှာ ဒီတရားကိုသူတို့မကြားခင်မှာသူတို့လည်းဖျားတရားလုပ်နေတဲ့လူတွေပေါ့လေဖျားတရားကို gain ဆိုင်တဲ့လူတွေဂျူးလူမျိုးတွေဆိုတော့ဖျားတရား gain ဆိုင်တဲ့လူတွေပေါ့ဒါပေမဲ့လည်းအခုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာဧဝံဂေလိတရားကိုလက်ခံပြီးယေရှုကိုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာကြတော့ဟိုတုန်းကသူတို့ယုံကြည်ခဲ့တဲ့အားတွေအားလုံးသည် ခုသူတို့နားလည်ကြပြီနားလည်ကြပြီဆိုတော့ဘာပြောလဲဆိုရင်လိန်လယ်မှုတွေဖြစ်နေတယ်ပြီးရင် shameful ways ရှက်စရာကောင်းတဲ့နီလန်းတွေဖြစ်နေတယ်ခေတာဟိုတုန်းကဧဝံဂေလိတရားဆိုတဲ့ယေရှုဆောင်ရွက်ပေးတဲ့ကယ်တင်ခြင်းအကြောင်းကိုလက်မခံခင်နားမလည်ခင်သူတို့ယုံကြည်ကိုးကွယ်ခဲ့တဲ့နီလန်းတွေက ကယ်ဆိုရင်လိန်လေတဲ့နီလန်ဖြစ်နေတယ်စာတန်လိန်လေထားတာပေါ့လေပြီးရင် secret and shameful ways okay take the say take the say ကိုရရမှာနေတဲ့နီလန်တွေရှက်စရာကောင်းတဲ့နီလန်တွေဖြစ်နေတယ်အခုတော့အဲ့ဒါတွေကိုငါတို့ကစွန့်ပစ်လိုက်ပါပြီပေါ့လေဟိုတော့ကလုံယုံကြည်တဲ့အာမျိုးတွေအားလုံးကိုပစ်ပယ်လိုက်ပြီးမှ အခုကငါတို့ဖျားပေးတဲ့အတိုင်းအဲ့ဒီတရားဧဝံဂေလိတရားကိုငါတို့ကဟောကြတယ်တဲ့ဆိုတော့ဟောတဲ့နေရာမှာလဲဟိုတုန်းကပုံစံမျိုးမဟုတ်ဘူးငါတို့မမှန်ကန်ကန်ပဲယေရှုဟောခိုင်းတဲ့အတိုင်းဟောပေးပါတယ်ပြောပေးပါတယ်ပေါ့လေโอเคယေရှုဟောတဲ့တရားယေရှုဟောခိုင်းတဲ့တရား ဧဝံဂေလိတရားဆိုတဲ့အဟာကိုသူကစကလုံးမျိုးမျိုးနဲ့အသုံးထားတယ် the word of god ဖရာရဲ့စကားဖရာရဲ့နှုတ်တော်ထွက်စကားဧဝံဂေလိတရားကိုပဲပြောခြင်းဖြစ်တယ် now ပြီးမှ the truth by setting forth the truth plainly တမတရားဧဝံဂေလိတရားကိုပဲစကလုံးအမျိုးမျိုးနဲ့ပြောခြင်းဖြစ်တယ်ပြီးရင် အလင်းဆိုရင်လည်းသူကအေဟွန်ဂေလိတရားကပြောပြတဲ့ဟာကို ပြောခြင်းဖြစ်တယ်။ Okay ဆိုတော့ဒီနေ့ကျွန်တော်တို့အာသူခင်မာလို့ကျွန်တော်တို့အတွက်ကောဗာလေကျွန်တော်တို့အတွက်တော့ဟိုဒါတော့နောက်ပိုင်းဒီဒီအသင်းတော်တွေကို ရေးတဲ့စာမို့လို့ကျွန်တော်တို့ကတော့သိရတယ် ဧဝံဂေလိတရားโอเคဧဝံဂေလိတရားကိုပြောခြင်းဖြစ်တယ်ဒါတော့တို့အခုခေတ်လဲဒါပါပဲဒီဟာကိုနားလည်ရမယ်ဧဝံဂေလိတရားဖရာရဲ့နှုတ်ကပတ်တော်လို့ပြောရင်လဲဧဝံဂေလိတရားကိုပြောခြင်းဖြစ်တယ်โอเคတမန်တရားဆိုရင်လဲဧဝံဂေလိတရားကိုပြောခြင်းဖြစ်တယ်အာဆိုတာနားလည်ရမယ်โอเคဆိုတော့ကျွန်တော်တို့လည်းပဲ အဲ့ဒီအလဲအဲ့ဒီဧဝံဂေလိတရားကိုလက်ခံရရှိထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ငါတို့လည်းရှင်ပေါလုတို့ ပြောသလိုမမှန်ကန်ကန်ပြောပြပေးရမယ်။ယေရှုပြောထားတဲ့အတိုင်းပြောပြပေးရမယ်။ Okay ။ဆိုတော့ဧဝံဂေလိတရားက ပြောတဲ့အတိုင်းပဲယေရှုအသေးခံတာငါတို့ကိုကယ်ဖို့အတွက်ဖြစ်တယ်။ ဒါကြောင့်မို့ငါတို့လည်းယေရှုငါအဲ့အတွက်သေခဲ့တယ်လို့ခံယူတယ်ဆိုရင်သူပြောတဲ့အတိုင်းယေရှုကတင်ခြင်းပေးတယ်ထာဝရအသက်ပေးတယ်အဲ့ဒီလိုအမှန်မှန်ကန်ကန်ဝေငါပေးရမယ်ပေါ့လေအဲ့ဒီလိုပြောပြပေးခြင်းသည်โอเคဘလောက်မှတော့မကြပါဘူးခဏလေးပါပဲ အဲ့ဒီလိုမမှန်ကန်ကန်ပြောပြပေးခြင်းသည်ငါတို့ကဖျားအတွက်အလင်းလင်းပေးနေခြင်းဖြစ်တယ်။ Okay အလင်းလင်းပေးနေခြင်းဖြစ်တယ်။ပြောကြတာနားထောင်တဲ့လူတွေဖျားဆောင်ရွက်ပေးတဲ့အဟာကိုသူတို့လည်းဩအဲ့ဒီလိုလားအဲ့ဒီလိုစိတ်ထဲကနေခံယူရပါလားယုံရပါလားဆိုတာသူတို့လည်းသိလာမယ်ပြီးရင်သူတို့လည်းဟုတ်ပြီ ကျွန်တော်ကျမလည်းလက်ခံမယ်ဆိုတာဖြစ်လာတယ်ဆိုတော့အဲ့ဒီလိုလှုပ်ပေးခြင်းသည် အလင်းထွန်းလင်းပေးခြင်းဖြစ်တယ်ပေါ့လေโอเคယေရှုဘာဆောင်ရွက်ပေးလိုက်တယ်ဆိုတဲ့အသည့်တရားဒါကိုလက်ခံခြင်းအားဖြင့်ယေရှုကဘာကိုပေးတယ်ဆိုတဲ့အသည့်တရားအဲ့ဒီအသည့်တရားကိုပေးလိုက်ခြင်းအားဖြင့်ငါတို့သည်သူတို့ နားလေသွားတယ်ခံယူတယ်ဆိုရင်အဲ့ဒါယေရှုရဲ့ဧဝံဂေလိတရားအလင်းကိုထွန်းလင်းပေးလိုက်ခြင်းဖြစ်တယ်โอเคဆိုတော့အာကျွန်တော်တို့အတွက်တော့လွယ်လွယ်လေးပဲဧဝံဂေလိတရားကိုလွယ်လွယ်လေးပြောပြရမယ်စိတ်ထဲကနေအဲ့ဒီလိုခံယူရမယ့်အချက်တွေကို ပြောမယ်ပြီးရင်သူတို့ကိုလက်ခံပါတယ် ဆိုပြီးမှပြောခိုင်းမယ်အဲ့ဒါသည်ငါတို့အနေနဲ့ဧဝံဂေလိအလင်းကိုထွန်းလင်းပေးခြင်းဖြစ်တယ်ဖခင်ရဲ့ရှိတော်မောက်မှာငါတို့သည် လူတိုင်းလူတိုင်းလက်ခံတဲ့လူဖြစ်စေလက်မခံတဲ့လူဖြစ်စေမလိုဘူးဖခင်ရဲ့ရှိတော်မောက်မှာငါတို့သည်မမန်ကန်ကန်ဧဝံဂေလိတရားကိုဝေငှနေတော်သူများဖြစ်တယ်ဆိုတာကိုငါတို့ကဟိုဖော်ပြနေခြင်းဖြစ်တယ်โอเค ဖျားရဲ့ရှေ့တော်မောက်မှာဖျားကဒီလူကငါပြောထားတဲ့အတိုင်းဧဝံဂေလိတရားကိုမမှန်ကန်ကန်ပြောတဲ့လူဖြစ်တယ်ဆိုတာတနေ့ဖျားရဲ့ချီးမြောက်ခြင်းခံရမယ်အဲ့ဒါကြောင့်ရှင်ပေါ်လူကကိုဟာကိုတဲ့ငါတို့ကလူတွေရဲ့ conscience စီကိုပြောကျင်တာ မန္တာမားတယ်မန္တေမားတယ်ဆိုတာကိုသိနိုင်တဲ့နှလုံးသားအแทးကိုငါတို့ကဣဝံဂေလိတရားကိုပြောပြလိုက်ခြင်းဖြစ်တယ်အဲ့ဒါဖရာရဲ့ရှေ့တော်မောက်မှာဖြစ်တယ်တဲ့ဖရာရဲ့ရှေ့တော်မောက်မှာဖရာသိတယ်ပေါ့လေငါတို့မန္တာကိုဟောနေတယ်ဆိုတာဖရာသိတယ်ဆိုတော့ငါတို့က we command ourselves ငါတို့ဘာနေငါတို့အဲ့ဒီအတိုင်းပဲတမာတရားကို ဟောတော်သူများအနေနဲ့ပဲငါတို့ဖော်ပြနေကြတယ်ပေါ့လေ ကျွန်တော်တို့လည်းဒီလိုပဲဖြစ်ရမှာပေါ့တခြားတော့ဟိုမရှိဘူးဧဝံဂေလိတရားကိုဧဝံဂေလိတရားကပြောတဲ့အတိုင်းပြောပြခြင်းအားဖြင့်ဖရာရဲ့ရှိတော်မောက်မှာငါတို့ငါတို့ကိုကိုငါတို့ဖရာရဲ့တရားကိုမှန်ကန်စွာပြောပြတော်သူများဖြစ်တယ်ဆိုတဲ့တသက်ခံချက်နောက်တနေ့မှရဖို့အခုလည်းဒီတိုင်းပါပဲဖရာတော့ချီးမွမ်းနေတယ်မှန်မှန်ကန်ကန်ခေါ်တယ်ဆိုရင် နောင်လဲဖရာသခင်ကအဲ့ဒီလိုငါတို့ကိုချီးမွမ်းဖို့လှုပ်လိုက်မယ်တဲ့ Okay ဆိုတော့ဒီလိုဧဝံဂေလိတရားကိုလူတွေကိုမှန်မှန်ကန်ကန်ပြောပြခြင်းအားဖြင့်ယေရှုရဲ့ဖုံးတော်ဆိုတဲ့ဧဝံဂေလိတရားကိုကျွန်တော်တို့မှန်မှန်ကန်ကန်ဝေငါပြကြရအောင်လို့ကျမ်းစာအားဖြင့် ခွန်အားပေးလိုပါတယ်ခံယူကြတဲ့လူတွေအားလုံးပေါ်မှာဖျားရှင်သူကောင်းကြီးပေးပါစေ